အားလုံးမဲ့လူတွေအတွက်နော်ရှောင်ရမဲ့မော်ဝေခါနောက်ပြီးတော့အမဲကျော်အမဲကျော်တော့မော်တိုင်းမှာလူထွက်ပါတယ်နော်အဲ့နှမျိုးကိုကျွန်တော်တို့ရှောင်ရမယ်နောက်ပြီးတော့ဝေခါပါဘူးရှောင်ခဲ့ဒီမှာဒါပလွန်သေးရန်ပါတယ်နော်သေးရန်ဒါကတော့ကျွန်တော်ကင်မရာထဲမှာမြင်မှုခက်ခဲလေးမြင်ပြအပြင်မှာပြလို့ရှိရင်တော့ပူလွယ်တာပေါ့နော်သေးရန်ပါသေးရန်ဆိုတာကျွန်တော်ပလွန်ဘက်အသားပေးတဲ့ရန်ဖြစ်တယ်နော်သေးရန်သူကသေးမုံလေးလိုလက်လက်လက်နေနော်အဲ့နှမျိုးဖြစ်နေရန်လေးမုံညက်နေတာအဲ့နှမျိုးပေါ့နော် ဒါပေမဲ့ဒီကောင်ဝိတ်အရန်ပို့တယ်ဗျာ20သားကနေအစိတ်သားကြားမှာရှိရမယ့်အလုံးပေါ့နော်ဒီအထိုင်ဆုံးရှင်ဒါပေမဲ့ဒီကောင်ကတော်တော်ကြီးကိုပို့နေတယ်ဘာဝေးမှမရှိဘူးနော်ဘာဝေးမှမရှိဘူးဒါပေမဲ့မီးပေါက်ချက်ကိုကြည့်နော်ဒီမှာကျွန်တော်မီးအဝေးကနေကိုကျွန်တော်ခွာထိုးတာဒီလားတပီကောတော့ရှိမယ်အဲ့ဒါတော့မီးကတော်တော်ဟတ်နေတာနော်ဒီပေါက်ချက်တော်တော်မြင့်နေတယ်။ဒါဆိုကျွန်တော်တို့အဝယ်မှားနေတယ်ဆက်စားလုပ်ချင်းပြီနော်။ဒါပလွန်ပါနော်။ဘာမှတို့လို့မရဘူးနော်။ပလွန်ကရောင်းလို့ရတယ်မှန်တယ်။ဗာစီမှလည်းရမှာမဟုတ်ဘူးနော်။ဒီမှာ ဒါဝေခါဖြစ်တယ်နော်နောက်ပြီးတော့ဘယ်မှာပဲဟိုပဲကျွန်တော်တို့ကဒီဝေခါဖြစ်ပြီဆိုလို့ရှိရင်တော့အရင်ဆုံးလက်နဲ့ချိန်စားကြည့်ပါကြောက်သလုံးမှာရှိတင်းရှိထိုက်တဲ့သူ့အယုံအလုံးမဟုတ်ဘူးသူ့ရဲ့အလုံးထိုင်မှာနော်သူ့ရဲ့အလုံးထိုင်မှာရှိတင်းရှိထိုက်တဲ့ weight ထက်ကျော်လွန်နေရလို့ခံစားရမှသာဝေခါကိုယူသင့်ပါတယ်နော်ဘာဖြစ်ဆိုတော့ဝေခါက weight နဲ့အရန်ဆိုင်နေနော်ဒီ mode မျိုးက weight weight နဲ့အရန်ဆိုင်ပါတယ်ဗျာနော်အဝေမှမှာဆိုလို့ပြောပြရတာနော်သူ့ကျွန်တော်ဘလောက်နဲ့ဝေလဲမေးတော့သူမဖြေဘူးနော်ရှက်လို့နေပါတယ်နော် ရှက်လို့နေမှာပါ။မာကြည့်ပါနော်။မသိရန်ပါတယ်ဒါမှမဟုတ်ဆိုရင်ဒါဆိုရင်ဝေခါကိုရှောင်းမှာစကြင်းလုံးမဲ့လူကြီးအဝဲမှားနိုင်ရင်နော်။โอเคကျေးဇူးပါ။โอเคကျွန်တော်နေ့ပြောပြမှာမှော်စီစာအမဲချုပ်ပေါ့เนาะကျွန်တော်ဘာဖြစ်လို့အမဲချုပ်ကိုရှောင်းခိုင်းလဲဆိုတာဒါဒီဟာလေးကျွန်တော်ပြမှာเนาะအာဒီမှာเนาะသူ့ရဲ့ပြချက်ကဒီမှာ မြင်ရမှာထင်တယ်နော်ဒီမှာအစိမ်းပေါ့နော်နော်ဒီမှာအစိမ်းဒီမှာအစိမ်းပေါ့နော်မြင်ရမှာထင်တယ်နော်ဒီမှာဒီမှာဒီစိမ်းနေရနော်တို့စိမ်းမိမဲ့တဲ့ဒီကောင်လေးရဲ့အမဲကျော်ရဲ့ဒီထုံးစံပေါ့နော်ဒါမဲ့ဖျက်လိုက်လို့ရှိရင်ကျွန်တော်တို့ခါဥသားဖျက်တာများတယ်နောက်ပြီးတော့အဖြူသားပေါ့နော်ဒီမျိုးလိုက်သွားများတယ်နော်ဒါကျွန်တော်ဖျက်ပြမယ်ဗျာနော်ဖျက်ပြတော့ကျွန်တော်ပြန်တင်ပေးမယ်နော်ဒီမှာဘာလို့ပေါ့နော်ဒါအော်ပေါ့နော်အခုမှကျွန်တော်တို့ပညာ သင်ဝါသနာရှင်တွေအတွက်တော့ဒါကတော့အဝယ်မှားနိုင်တဲ့ကြောက်ပေါ့နော်။အာကျွန်တော်ဖျက်ပြပေးမယ်နော်ဒီတော့။ Okay ဒီမှာခုနအာကြောက်ပေါ့နော်ဒီမှာဒီခွန်စားစင်းစင်းလေးပေါ့နော်အမဲကျောကအမှန်ကရှောင်းမဲကြောက်ဖြစ်ပါတယ်ကျွန်တော်ပြမယ်နော် ကျွန်တော်ပြောအဖြူသားပါပဲနောက်ပြီးတော့သူကဟိုပါပေါ့နော်ဟိုဖားမြင့်ဆန်နေတောင်ထိုးနေသေးရေနော်ဒီမှာလေဒီမှာဖားမြင့်ဆန်နေပါနော်ဒီကြောက်တီကတော့ရှောင်းပါနော်ကျွန်တော်တို့အခုမှပညာသင်စားလူရလို့ရှင်စိမ့်စိမ့်မြင်လိုက်ကြောက်စိမ့်လို့ထင်နေတော့ဒါအဝယ်မှားမယ်နော်အားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်တော်တို့ခန်းနီးမော်ဖြစ်ပါတယ်ခန်းနီးမော်ရဲ့အခွန်တရေဒီအခွန်တရေမျိုးနဲ့ကျွန်တော်တို့ဒီအကျော်လေးတွေပေါ့နော်ဒီအကျော်လေးတွေပါတယ်ဆိုရင်တော့ လုံးဝမမဝယ်ပါနဲ့ဒီကြောက်ကကြောက်တဲ့နုမဲ့အခွန်နဲ့အကျော်လေးတွေပါဒီအကျော်လေးတွေကကျွန်တော်တို့ကြောက်တဲ့နုတဲ့အချိန်မှာကျွန်တော်တို့အကျော်စာလေးတွေကအနှကျော်အသေးလေးတွေပေါ့နော်ဖြစ်တည်တာပါတကယ်လို့သူကကြောက်တာခါလောက်ရောက်သွားမယ်ဆိုရင်တော့အဲ့အနာကျော်ကအနှကြီးဖြစ်နေဖြစ်ဒီมาပါခင်ဗျာเนาะနောက်နှစ်ပေါင်းများစွာကြာခဲ့ရင်ပေါ့เนาะပြောချင်တာတော့ဒီအကျော်ကလေးတွေကိုဟိုအကျိုးလေးတွေပါဘာညာကွီးကွာဆိုရင်တော့မယုံပါနဲ့เนาะဒါတော့ အနေချောအမြင်လေးတွေအနေကြီးဖြစ်ဖို့အတွက်စတင်ဖြစ်ပေါ်နေတဲ့ကြောက်တဲ့နှုတ်တဲ့တဒံပါခင်ဗျာနော်ဟောမိကြတော့အခွင့်ရောင်ကတော့ဆူဆူချင်းလည်းမရှိဘူးအဲဒီမှာချက်ချက်ပြောချင်တာကမိထောက်လိုက်တဲ့အခါမှာအကြည်ပေါက်လေးတွေရှိတယ်အဲအစီပေါက်ကလေးတွေတွေ့ရတယ်ခင်ဗျာရန်လေးရလည်းညက်တဲ့တော့ကြောက်သားကတော့ကျွန်တော်တို့ဟိုစီမယ်ခင်ဗျာနော်အဲ့အကြည်ပေါက်ကလေးတွေကြောင့်ကျွန်တော်ကြောက်သားလေးကတော့လင်းရလေးတော့ကောင်းမယ်ခင်ဗျာနော်ရန်လေးတွေအနေထားကြောင့်ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ကြောက်သားစီမယ် အဲအစီပေါင်းလေးတွေရှိမယ်ပေါ့နော်ဒါအထိုင်ကိုပြောရတာမဟုတ်ဘူးနော်အကယ်၍အဲ့လိုမျိုးအကျော်လေးတွေပါလို့အထိုင်လှခဲ့မယ်ဆိုရင်တောင်အဲ့အကျော်လေးတွေပါမယ်ဆိုရင်လည်းကြောက်တဲ့နုမှာပါပဲခင်ဗျာနော်ဒါမျိုးကိုတွေ့တယ်ဆိုရင်တော့လုံးဝမဝဲပါနဲ့ခင်ဗျာနော်လုံးဝမဝဲပါနဲ့ကဲဟုတ်ပြီနော်ကျွန်တော်အသာလေးကျွန်တော်ထုပြမယ်နော် တကယ်ကြီးကြောက်တက်ရင့်နေဆိုရင်လုံးဝထုဖို့ခက်ခဲမှာပါတကယ်ကြောက်တက်နှုတဲ့အတွက်ကြောင့်မို့အตาလေးပဲအလိုက်တင်လေးပဲ့သွားပါတယ်ခင်ဗျာเนาะအဲဒီမှာတစ်ချက်ပြောချင်တာကမီးထိုးတဲ့အခါမှာရှေ့ကမီးအဖြူကလေးကဒီဖဲ့ထားတဲ့နေရာလေးမှာတောင်းမှာပြင်မချေနိုင်ဘူးเนาะကျွန်တော်ပြန့်မသွားနိုင်ဘူးပေါ့เนาะအဲဒီအပဲ့လေးမှာဒီအရင်မှာစာရေးလေးညှို့နေ ့ဆိုရင်လည်းမိဘအောင်ကြည်ပြီးမှ UI design နဲ့ဝယ်ယူပြောချင်မယ်เนาะအဲ့လောက်လေးကိုထိုးတာနဲ့အားလုံးပြန်ရမှာပါเนาะမပြန်မဲနဲ့ဒီနာလေးမဝင်နေတဲ့အတွက်ကြောင့်ဒါနုပါလေခင်ဗျာเนาะခုနအကြည့်ပေါက်လေးတွေကြောင့်ဒါလေးကလင်းရလေးရှိတာပဲရှိရเนาะအစီပေါက်လေးကြောင့်အားလုံးပဲကျေးဇူးတင်